ိုကာဟာပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့စီစဉ်လေးကိုတော့ 1H ဘက်ကနေအဓိကကူညီပံ့ပိုးပေးလာပါတယ်ပိတ်သက်တွေတဲကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားတဲ့ဈေးကွက်အဆုံးလင်းအော့အကန့်အသတ်မရှိတဲ့မောင်းတွဲတွေနဲ့ပိုမိုစိတ်လှုပ်ရှားခြင်းနဲ့ဆိုရင်တော့ 1H ဘက်ကိုဒေါင်းလုပ်ရယူပြီး promo code 1 soccer house နဲ့အတူအကောင်းဖွင့်ဆော့ကစားနိုင်ပါတယ်ပထမဆုံးတွင်ွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီများတဲ့မြန်မာငွေကိုစုလက်ဆောင်ရယူနိုင်တဲ့စီစဉ်ရှိကြောင်းကိုလည်းဒီပေးလိုက်ပါရစေ ဆိုင်ဘာဂိမ်းနဲ့အခြားအကစားနည်းတွေပြင်အခါအလျောက်စွာရှိနေတဲ့ promotion တွေကနေစူကြီးတွေကန်ထုတ်နိုင်တဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ promo code ကိုလည်းယခုဗီဒီယိုရဲ့ comment box မှာပြန်လည်တည်ရှိနိုင်ပါတယ်ဗျာ။ စကားပေးတဲ့များအလုံးပဲမင်္ဂလာပါဒီတစ်ပတ် SCS မှာတော့ USC 323ရဲ့ဒူးကောင်ပွဲဖြစ်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံကိုစားပြု Fighter Joshua Van နဲ့ Alejandro Pando Jo ရဲ့ပွဲစဉ်ကိုကျွန်တော်စီတူနဲ့ဒူဆရာနွန်းရင်းချက်ကသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအကိုရေမင်္ဂလာပါခင်ဗျမင်္ဂလာပါညီလေးဟုတ်ကျွန်တော်တို့အားလုံးစောင့်နေကြတဲ့ရတရဘတ်ကိုဒါရောက်ရှိလာပြီပေါ့လေအကိုဒါ Joshua Van ဒီချန်ပီယံလူပွဲကစားမယ်အဲပြောမဆိုရင်တော့တော်တော်လေးကိုတမိုင်းဝင်တဲ့ပွဲစဉ်ဖြစ်လာမှာပေါ့နော်အာရှတိုက်အတွက်ကိုပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံအတွက်ကိုဒီအရင်ကစိတ်လှရှားဖို့ကောင်းနေတယ်ကျွန်တော်လည်းစိတ်လှရှားနေတယ်ပေါ့နော်ပြီးတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့အခုပထမဆုံးပေါ့နော်အခုရခံစားချက်လေးအရင်စတင်ပြီးတော့ပြောပြပေးပါလားခင်ဗျအဲပထမဆုံးခံစားချက်ကတော့ဟိုဘာရဲ့ညာရဲ့မသိတမျိုးတမျိုးဖြစ်သောရင်ခုန်ချင်းပေါ့ဂျိုးရွှေဗန် ဟိုတန်ရုံးစင်လည်းရှိတယ်အဲသူကစားတာလည်းကြိုက်တယ်သူ personality လည်းအရင်ကြိုက်တယ်လူတယောက်ကိုအဲ့လိုကြိုက်ဖို့အတွက်ဆိုရင်အရေးအချင်းထက်ဆိုင် personality ကိုပို့ပြီးတော့ဦးစားပေးကြည့်တတ်တဲ့အကိုတို့စိတ်အတွက်ကြတော့အကျော်ရွှေဗန်ကရဲ့ personality ကအရင်ကြိုက်တယ်အဲ့လိုကစားသမားမျိုးတွေကိုလည်းအရင်အောင်မြင်စေချင်တယ်ပေါ့နော်အကျော်ရွှေဗန်ကဟိုစိတ်ကဖြူတယ်ပြီးတော့ရိုးသားတယ်ပွင့်လင်းတယ် ပြီးတော့ rough part ရှိတယ်ပေါ့နော်သူပြိုင်ဘက်တွေအပေါ်မှာဘယ်တော့မှဟိုတဘောကကစားသမားတူဦးနေတယ်နိုင်ကျင်တယ်နိုင်ကျင်တဲ့အကြောင်းပြောတယ်အဲသူဘာလုပ်မလဲဘာလုပ်မဲ့အကြောင်းပြောသူဘလို့ကာခွေမဲ့ကာခွေတဲ့အကြောင်းပြောမယ်ဒါပေမဲ့သူတေချာတာကဘယ်တော့မှသူ out of bound မဖြစ်တော့ OB မဖြစ်တော့ဆိုတော့အဲ့လိုကစားသမားမျိုးပြီးတော့နောက်တစ်ချက်ကဟိုတမိုင်းကိုပြန်ကြည့်လိုက်တဲ့အခါကျတော့တိုက်ခိုက်ရင်လည်းပတ်သက်ပြီးတော့ဟိုဒီလောက်ညနေအဆင့်မျိုးအထိ ရောက်ဘူးတဲ့ မြန်မာလည်းမရှိဘူးเนาะမြန်မာနိုင်ငံသားပေါ့မြန်မာနိုင်ငံသားလည်းမရှိဘူးမရှိတဲ့အခါကျတော့အခုတို့ဒီကိုအွန်လိုင်းနဲ့တင်အခုတို့အရန်ကုန်ယူခဲ့ရတာအွန်လိုင်းဆန်ကြီးနဲ့အွန်လိုင်းဆန်ဒီ one championship ကိုမရောက်ခင်ဒီအမေရိကမှာကစားနေတယ်ဆိုတဲ့အချိန်တွေကစီသူလည်းမှတ်မိပါတယ်เนาะအခုတို့ဒီအဲ့အဲ့ဒီအချိန်တွေကအတူပွဲတွေကိုစောင့်ပြီးတော့မြန်မာစပတ်အုံးဆိုပြီးတော့ကဘာကဘာတိနေပြီအမှန်တော့အချိန်ကဘာမတိသေးဘူးဒါပေမဲ့ကိုရီးယားကတော့ပိုတွက်လိုက်ပြီကဘာတိနေပြီဟိုကတော့ဟုတ်လားအဲ့အဲ့လိုအနေထားမျိုးနဲ့သူ့ပွဲတွေစောင့် အသူ့သတင်းတွေနားထောင်တယ်မလားအဲ့လိုအဲ့လိုနဲ့ဂုံခဲ့ရတာကိုယ့်ဆရာကစားသမားတူထွန်းထွန်းပေါပေါဖြစ်တဲ့အခါတိုင်းမှာဟိုအကိုတို့ဂုံယူရသလိုပဲကြောကြောဗန်ကဟိုတကယ်ဟိုဂုံယူစရာပေါ့နော်အဲ့တော့နောက်တစ်ခုကဂုံယူစရာဆိုတဲ့အထဲမှာလေဒီ sports ရဲ့ legend ပေါ့နော်တကယ် hall of famer ကြီးတွေရဲ့အပါစက်ဖျားမှာသူ့နာမည်ကိုထွက်နေတာထွက်နေတာထွက်နေတာကိုကြားရတာကအရသာရှိတာကွာလော်လော်ပြောရတယ်ဟိုဒါမျိုးကဒီ Alex Pereira ကို Brazil ပြည်သူတွေ အားပေးတာနဲ့လည်းမတူဘူးလို့တော့အကောလို့ယူဆတယ်เนาะဒီ American ကစားသမားတူဖို့ Foreign ကိုဒီ American နေအားပေးတာနဲ့လည်းမတူဘူးလို့ယူဆတယ်ဘာကြောင့်လဲဆိုတော့ဒါမျိုးတွေကသူတို့တော့က Ferrari မရှိလဲ Aldo ရှိတယ်ကွာ Solora ကအများကြီးပဲကွာ Vardan ရှိတယ်ကွာဒီဒီ Brazil အတွက်အကောလို့တော့ကြတော့ပြောစရာအများကြီးရှိလာတာမဟုတ်ဘူးအရှိလာမဟုတ်တဲ့အထဲမှာအခုဆို Joshua Van ပေါ့နော် Joshua Van ဆိုရင်ဟိုတကယ်ကဘာအဆင့်ဆိုတဲ့တကယ်ကန်တော်ကြီးတွေညာနေပြီးတော့ ဒီကောင်လေးကောင်းလိုက်တာဒီကောင်လေးကတကယ်ဖြူချက်ချန်ပီယံပဲဒီကောင်လေးက MMA 2.0ကိုကိုစားပြုတဲ့အဲကစားသမားပဲအစချစ်ဖြင့်သူတို့လိုပြောတဲ့အခါတိုင်းမှာအခုတော့အလကားနေဝမ်းသာရတယ်ခုံယူရတယ်အခုကအဲ့ဒီအဆင့်ကိုကြော်သွားပြီအခုကအခုအဲ့ဒီအဆင့်ကိုကြော်သွားပြီးတော့အခုဆိုရင်အခုကိုရိုင်းလဲဒီ foreign နေမှာ live ကြည့်တယ်သူတို့ဘာတွေပြောနေကြအောင်လဲဟိုစနေလာကြည့်တာပေါ့ကိုကစားသမားလေးကိုကောင်လေးကိုသူတို့သူတို့ဘယ်လိုမြင်ကြသလဲကျောချောမလွယ်ဘူး ဘန်ဒိုကျောင်းကအဲ့ level မဟုတ်ဘူးသူနိုင်မဲ့ level မဟုတ်ဘူးဆိုပြီးတော့ရိုးရိုးတသားသူတို့အမြင်ကိုသူတို့ရေးကြတယ်ဒါပေမဲ့ဂျော့ဂျူဗန်ကချန်ပီယံဖြစ်မှာအဲ့ကောင်လေးကိုအရန်ကြိုက်တယ်အဲ့လိုမျိုးတွေတွေ့ရတာအခုအရန်ဝမ်းသာတယ်ပေါ့နော်အခုဒီပွဲနဲ့ပတ်သက်ပြီးတော့ပထမဆုံး feeling ကလည်းအဲ့ဒါပဲဒီလောက်မြင့်တဲ့ပွဲမျိုးမှာဒီလောက်မြင့်တဲ့ပြိုင်ပွဲဒီတန်းမှာအဂျော့ဂျူဗန်ကပတ်လူတော်မယ်ဆိုတာကြီးကလွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်လောက်ကပြောရင်မယုံနိုင်ကြဘူးလွန်ခဲ့တဲ့နှစ်လသုံးလလောက်ကပြောရင်တော့မှမယုံနိုင်သေးဘူးနှစ်လသုံးလတော့ sorry ဒီနည်းနည်း exaggerated ဖြစ်သွားမယ်လွန်ခဲ့တဲ့6လ တစ်နှစ်လောက်ကပြည့်နေအောင်မမယုံနိုင်စရာကြီးအခုကအဲ့လာကြီးကတကယ်လို့တော့မှာအဲ့တကယ်လို့တဲ့မဲ့အရာကြီးကိုအခုတော့ပြီးတော့စီစုပြောသလိုပဲအခုတော့ဒီရက်တစ်ဖက်ကိုစောင့်နေရမရောက်နိုင်တော့ဘူးဆိုတော့ I can't wait ဆိုတော့ I can wait ဆိုတော့ဟိုတကယ်အဲ့လာတချို့ဘောလုံးသားတွေပြောရမလား UCL final အတွက်သူတို့ World Cup final ကစားကန်ဒီအဲ့ဒီနေ့တုံးလုံးခုံလာမဆောက်နိုင်တော့ကန်လိုက်ပြီးတော့နိုင်သွားပြီရှုံးသွားပြီတိကျင်လှပြီပေါ့တလားဟုတ်ငယ်တော့ဆယ်တန်းအောင်စီရင်လို့ပေါ့တလားအောင်ပါလားကြာပါလားတခုတော့ အဖြစ်သိကျင်လာပြီသလားအဲ့စောင့်နေရတာကြီးကိုမခံစားနိုင်ဘူးလို့အခုလည်းအဲ့ပွဲကိုအဲ့လိုစောင့်နေမိတာပေါ့ဟုတ်ကဲ့ဟိုဟိုကိုခုနပြောသလို2လ3လလောက် USC 316တောင်းအောင်ဒီ champion စိန်ခေါ်ဖို့ဟိုဟာရှိရဲဆိုကျွန်တော်တို့ယုံမှာမဟုတ်ဘူးဒါပေမဲ့သူတလတဲ့မှာကျွန်လတလတဲ့မှာဒီ Brenner Roval နဲ့ထိုးပြီးတော့ဒီဒီခွင့်ရေးကိုအနိုင်ယူတယ်အနိုင်ယူပြီးတော့ခု champion စိန်ခေါ်ခွင့်ရတယ်ပေါ့နော်တော်တော်လေးကိုနောက်နောက်ကွန်ကြီးလေးကဟိုမေးမေးပါဟိုဖြစ်ပါအခုကကြုံလို့ထပ်ပြောရရင် pace ကအယမ်းမြန်လုံးနေတယ်မဟုတ်ဘူးလားဟုတ်ပါ အဲ့သူ့သူ့ရဲ့ဒီ momentum ကြီးကဝုန်း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 နဲ့ရောက်ချလာတာဟုတ်ဒီတော့ပွဲဆက်များတဲ့ကစားသမားပေါ့နော်ဟိုအဲ့အဲ့လိုပဲပြောရမှာအသက်ကလည်းငငယ်လေးရှိသေးတယ်လူငယ်လေးရှိသေးတယ်အဲ့ပြီးတော့ဟိုမထင်မရှားလေးရနေပြီးတော့ရုတ်တရက်ကြီးဒီဆင်းပြင်းထက်ကိုတက်လာတဲ့သူ့ရဲ့သူ့သူ့ရဲ့ဒီပြေးလန်းချောင်းပေါ့တကယ်တော့တာဝီးပြေးလန်းချောင်းကြီးပါတာဝီးပြေးလန်းချောင်းဆိုတော့ခုတဘောတက်လုံးထွေတာပြီးတော့ပြေးရတာလေဒါပေမဲ့သူအဲ့တာဝီးပြေးလန်းချောင်းကိုသူ sprint အပြည့်နဲ့ပြေးနေပြီပေါ့ တက်လို့မကြသွားသလိုခံစားမိုမန်တန်ကတပြေးနဲ့တက်လာအဲ့ဒါကိုလည်းအရန်ဟိုဂုံယူတယ်ပေါ့ကွာတိရခီကျူးတယ်ဆိုတော့အဆင်ထက်ပိုပါတယ်ဟုတ်ကဲ့ဟိုဒါဟိုနောက်ဆုံးပွဲမှာလည်းတကယ် Fight of the Night တချို့သူ Fight of the Year ဖြစ်တာဟိုဒါတင်စားထားကြတယ်ပေါ့နော် USC ကိုယ်တိုင်ကမေကွန်ထုတ်ပြီးတင်လာလို့အခုကြည့်လိုက်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟိုအဲ့တော့ဒီအခုဒီပွဲတော့သူရင်ဆိုင်တော့ပဲမနော်အသူသူ့ကိုကြည့်ရတာလေဖီးယားကင်းကင်းပုံစံနဲ့ဟိုတွေ့ရတွေ့ရတယ်ပေါ့နော်ဟိုလောက fan ဒီဘွဲကို fan ပေါ့နော်ပြည်အောက်ကနေသူမဟုတ်ပဲနဲ့သူပျော်ပျော်ရွှင်ရွှင်နဲ့ဒီ five week တဲ့ဝင်လာတဲ့ပုံစံကျွန်တော်အဲ့လိုခံစားပြီးတယ်ပေါ့နော်အခုအပြီးတော့ဒီသူ area how အနေနဲ့ interview မှာသူဖြေသွားတယ်လို့ပေါ့သူဒီဘွဲအတွက်ဒီ specific five plan မရှိဘူးပေါ့နော်သူ adjust လုပ်ပြီးတော့သူကစားမယ်ဆိုတာမျိုးအပြည့်သူစမှာ tools အကောင်ရှိတယ် weapons အကောင်ရှိတယ်ဆိုတာမျိုးသူပြောတယ်ပြီးတော့ဟိုသူလက်လွတ်စပ်ပဲမဟုတ်ဘဲနဲ့ဟိုကျွန်တော်မြန်မာ fighter မြန်မာနိုင်ငံလက်ဝိပွဲတွေမှာလို့ဟိုပြန်မဲ့ပုံမလေးလာထားဘဲနဲ့ကြီးကြပ်ထိုးတာမျိုးမဟုတ်ဘဲနဲ့သူကတော့ သေချာ analysis လုပ်ပြီးသွားပြီးအသေးစိတ် detail breakdown လုပ်ပြီးသွားပြီးဒါပေမဲ့ तू specific five plan ဟိုမသွားတာဟူ तू adjust လုပ်ပြီးကစားမယ်ဆိုတာမျိုး तू ပြောသွားတာတွေ့ရတယ်ဟိုအဲ့တော့ဒီ तू သူ့ရဲ့ဒီလိုမျိုးပြောတဲ့အပိုင်းနဲ့ तू ဒီဘွဲကိုကစားနိုင်ချေရှိတဲ့ပုံစံမျိုးဟိုအခုဘယ်လိုမျိုးမြင်မိသလဲခင်ဗျပုံမှန်အဖြစ်တော့ကစားသမားတူအသင်းတသင်းဟို game plan မရှိဘူး strategy မရှိဘူးဆိုအခုကတော့အားမပေးဘူးပေါ့နော်လက်မခံနိုင်ဘူး ဒါပုံမှန်အားဖြင့်ဒါပေမဲ့တချို့တော့ဒီ exact ပေါ့နော်အဲ့အပိုင်းနေရာတော့ရှိတယ်ဟိုမှာအခု Joshua Van လို့ပွဲမျိုးအဲ့လို तू ပြောတဲ့အခါမှာသူ့ကိုချစ်လုံးလို့သူ့ကို bias ဖြစ်လုံးလို့ဟိုဘယ်လိုခေါ်မလဲဆိုတော့ဒါအပြစ်မယူတာမဟုတ်ဘူးတကယ်အပြစ်မယူသင်းလို့အပြစ်မယူတာ तू အဲ့လိုပြောတာကအခုလွယ်လွယ်ပြောရရင်မောက်မာတာမဟုတ်ဘူးဟုတ်ပေါ့နော်ဒါဒါကဟိုဟို stylistically လို့ပဲပြောရမယ်ဟိုထိုးဟန်အရာ तू ဖန်တို့ကြတော့ကိုဘာလုံးမယ်ငါဒီဘွဲမှာဘာလုံးမယ်ဆိုရင် तू တွေးထားလို့မရဘူး तू အဲ့ဒါဟိုရိုးရိုးသားသားပြောသွားလို့ထင်တယ် तू လိန်လာလက်ဖြစ်ကောင်းဖြစ်မယ်နော်အကိုကျွန်တော်တစ်ခုလောက်ဖြစ်ဖြစ်ပြောခြင်းလို့ပေါ့နော်အဲဒီကျွန်တော်တို့1 by 1လေးကောက် interview ဘူးတယ်ပေါ့နော်အရင်တော့ဒီ Canada Plus မှာတော့အဖောက်လန် तू အဲ့လိုပဲဖြေတာဒီရိုးရိုးသားသားလို့ပဲအကိုအကို user ဆိုတော့လည်းယုံကြည် तू သူကဘာမှမသိခင် first chocolate juma glove နဲ့စပွဲတယ်ဟိုက तू ကအဲ့လိုမျိုးပဲ သူ adjust လုပ်ပြီးပဲသူကစားတယ်ဆိုပြီးတော့သူအမြဲတမ်းအပြေလေးရှိတာကျွန်တော်သတိထားမိတယ်ပေါ့အဲ့ဒါလေးဖြတ်ပြောချင်လို့ပါပေါ့ဟုတ်ဟုတ်တယ်အဓိကတော့ဟိုတို့ကအခုတို့ခေါင်းစဉ်ကိုအမျိုးမျိုးတက်လို့ရတာကွာဒီတိုက်ခိုက်ရေးရဲ့ terminology နဲ့ပတ်သက်ပြီးတော့ဒါမဲ့အခုတို့ရိုးရိုးလေးတက်ရင်သူက freestyle ကွာသိလားဟုတ်ပေါ့အဲ့တော့ freestyle player တူကွာနောက်တစ်ခါဒါသူ့ဘက်ကရှူတောင်းတစ်ခုပဲမနော်ဟိုဘက်ရှူတောင်းကိုကြည့်လိုက်ဖန်တိုဂျာကသူကဖန်တိုဂျာ he makes everything ကိုအကုန်လုံးနိုင်တယ်ဖန်တိုဂျာက ဟိုတဘွား grappling သမားလို့လည်းသွားပြောလို့မရဘူးတကယ် widest exchange တွေလည်းလုံးနိုင်တယ် brawl လည်းကစားနိုင်တယ်ရန်ပွဲလို့လမ်းဘေးကရန်ပွဲလို့လုံးထွေးပြီးတော့တူထိုးလို့လာမင်းမင်းလည်းထုတ်ကလည်းတူဒါမျိုးလည်းကစားတတ်တယ်ဖန်တို့ဂျာရာကသူ့မှာပြီးတော့တဘွား clinch တွေမှာဖန်တို့ဂျာရာကဂျော့ဂျာဗန်ထက်တောင်မှဟိုမာယာစုံသေးတယ်ပရိယာစုံသေးတယ်ဂျော့ဂျာဗန်တောင်မှအဲ့ clinch တွေမှာတဘွားဂျော့ဂျာဗန်ကဟို push လုပ်မယ်ခွာထုတ်မယ်ပြီးရင်သူ့လက်သီးဝုန်းဆိုဝင်လာမယ် ဆိုတာမျိုးကိုရုမကြာခဏတွေ့ရတယ်ဘန်သူပြားကလုံးဝလုံးသလိုတိုက်မှာလားကံမှာလားမျိုးစုံသူလုံးတယ်ကွာအဲ့တော့အဲ့ဒီနှစ်ခုကိုနှိုင်းရှင်တဲ့အခါမှာ freeze time ကစားသမားနဲ့အကုန်လုံးနိုင်တဲ့ကစားသမားအဲ့လိုပွဲမျိုးမှာဂျော့ရှာဘန်ကဒီပွဲအတွက်ကျွန်တော်ဟို game plan အသေးမရှိဘူးလို့ပြောတာအဲ့ဒါရိုးရိုးသားသားပြောတာလို့ပဲယုံတယ်အဲ့ဒါမောက်မာတာမဟုတ်ဘန်သူကြောက်ကိုမလေးစားရတယ်မဟုတ်ဘူးနောက်နောက်တစ်ချက်ကပါလဲဆိုတော့ သူအဲ့တော့ကသူပြောသွားတဲ့စကားထဲမှာပါပါလဲဆိုတော့ game plan ကြီးတည်သွားပြီးတော့အဲ့ဒီဟာအလုံးမဖြစ်သွားရင်ဘာလို့မှမသိသူသူအဲ့လိုဖြစ်မှာမဟုတ်ဘူးသူအရာအလုံးအတွက်ပြင်ဆင်ထားဖြစ်တဲ့အတွက်သူ့မှာသူ့ရဲ့ game plan ဟာတနည်းအားဖြင့် तू က game plan မရှိဘူးလို့ပြောရင်မယ်သူ့ရဲ့ game plan ဟာဘာလာလာရင်ဆိုင်မယ်ဆိုတဲ့ game plan ဒီလိုပဲပြောရမှာပေါ့အဲ့ဒါကအခုစောစောအစအထောင်စကားကိုရှင်းအောင်ပြောတာပုံမှန်အားဖြင့် game plan မရှိဘူးဆိုတာယူအကိုကသဘောမကျဘူး အခုတို့ volleyball မှာလည်း game plan ရှိတယ်။နော်ဘောလုံးမှာလည်း game plan ရှိတယ်။နောက်ဆုံး golf တောင်မှာရိုက်ချက်တစ်ချက်ချင်းတစ်ချက်ချင်းမှာမဟာဗျူဟာရှိတယ်။တပွားပင်အကက်ကိုသွားမှာလားပင် line အကက်ကိုသွားမှာလားပင် long shot ကို risk ယူပြီးရိုက်မှာလား short hole play ကိုသွားမှာလားဆိုတော့ green and regulation ကိုသွားမှာလားအဲသို့မဟုတ် rough ထဲတော့ရောက်မယ်ဒါပေမဲ့လမ်းကြောင်းပို့ပြီးတော့ကောင်းတယ်မြင်ဝင်းပို့ကောင်းတဲ့နေရာကိုသွားမှာလား ဆိုတော့ဆိုလိုရာကအာဂဇာနီတိုင်းမှာအကွာတော့ဒီ game plan ကိုအကွာယုံတယ်ဒါပေမဲ့ဂျိုးရှွာဗန်ကဒီပွဲမှာသူ game plan မရှိဘူးလို့ပြောရင်အကွာတော့ဂျိုးသားပြောလို့ပဲထင်ဟုတ်ကဲ့ဟုတ်အပြီးတော့ဒီသူ့ရဲ့ဒီ fight style နဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်တို့ဒီပွဲကိုတော့ဟိုသူကလည်းဒီပွဲရဲ့အချင်းတွေပေါ့မူဒီပွဲထိုးမှာဆိုတော့ဟိုကျွန်တော်တို့ခတ်မှန်းရတာသူ့ရဲ့ဒီ pass မှာကစားခဲ့တဲ့ fight style နေနေပေါ့နော်ဒီ alandro ပန်ဒရိုဂျာရဲ့ဒီ5 sign နဲ့ကျွန်တော်တို့ရှင်းကြည့်မယ်ဆိုရင်ဟိုကျွန်တော်ဘလိုမျိုးအာသာချက်အားနည်းချက်အခြေအနေလေးကိုကျွန်တော်သုံးသပ်လို့ရမလဲကြားနိုင်မလဲကိုအဲအဲ့လားတော့အခုအကျမ်းမင်းပဲပြောတော့မှာပေါ့နော်အခုတို့ဒီပြောတဲ့အထက်မှာဒီဂျိုရှော်ဗန်ကစားခဲ့တဲ့ကစားသမားတွေအပေါက်ဆုံးတယ်အဲ့တော့ဖန်ဒိုဂျာကအဲ့ကစားသမားတွေရဲ့အကောင့်ွက်တည်ယူထားတဲ့ကစားသမားလိုပုံစံမျိုးတွားဖြစ်နေတယ်တွားဖြစ်တဲ့အခါမှာကိုလုတ်တဲ့လုတ်ရတိုင်းကိုတွားမဲ့ခြေလမ်းတိုင်းဟာအမြင့်ဆုံး highest level ကိုရောက်နေမှာဖန်ဒိုဂျာနဲ့ရှင်ကစားလို့ရမှာ အဲ့လိုရှင်ကစားနိုင်ပြီဆိုရင် तू နိုင်မှုအလားလားရှိလာပြီ။ဘာကြောင့်လဲဆိုတော့ तू ကပို့ပြီးတော့ပို့ပြီးတော့ तू ကဒီပော့ပါတယ်ပို့ပြီးတော့ဖြတ်လက်တယ်ကာဒီယိုပို့ကောင်းလိမ့်မယ်။ရေချစ်သွားမယ်ဆိုရင်အဲနောက်တစ်ချက်ကဒီဖန်တိုဂျော်ရနဲ့ကစားခဲ့တဲ့ကစားသမားတွေထဲမှာဒီဂျော့ချာဖန်လောက်ဒီ volume များရင်များမယ် accuracy မရှိဘူး။ accuracy များရင်များမယ် volume တိတ်မထွက်ဘူး။ဂျော့ချာက accuracy of volume ကိုအပြည့်ရှိတယ်။ဒါက record ထဲမှာလည်း तू ပါနေတာတက်သေးပဲ။ ဆိုတဲ့ခါကျတော့ဟိုဖန်တိုကြတော့အတွက်ပြန်ကြည့်ရင်လေကျိုးချွတ်ဗန်ကဟိုသူအမဲဖြတ်ခဲ့တဲ့ကစားသမားတွေနဲ့မတူချားလာတဲ့ကစားသမားတူလို့ထင်တယ်။သူကကျိုးချွတ်ဘက်ကနေပြန်ကြည့်ရင်လေဖန်တိုကြကသူကစားခဲ့တဲ့ကစားသမားတွေရဲ့ကောင်းွက်တွေစုပေါင်းထားတဲ့ကစားသမား level မျိုးကိုရောက်နေတကယ်သူ့ကိုလူတွေတိတ်မကြားဘူးကြောက်ဘူးနော်အခုဟိုတော်တော်များများလို့ပဲအခုပြောမယ်လူတိုင်းတော့မဟုတ်ဘူးစိတ်ဝင်စားတဲ့သူတွေဖန်တိုကြဆိုတာပါမန်းသိပါတယ်ဒါပေမဲ့တော်တော်များများကတော့ဖန်တိုကြဆိုတာက ဂျော့ဂျာဗန်နာမည်ကြီးလာတဲ့အချိန်ကျတော့ဘယ်သူလဲသိကြတာတကယ်တော့သူ2018 19 20အဲ့ကာလတွေမှာကတဲ့ကဖန်တို့ကြတော့သူပါလဲဆိုတာပြပြီးသွားပြီ။သူကတကယ် underrated ဖြစ်နေတာ။ဖန်တို့ကြတော့တချို့အရန်နာမည်ကြီးတယ်။နာမည်ကြီးတော့ကောင်းလာတာမဟုတ်။ဖန်တို့ကြတော့တကယ်ကြောက်စရာကောင်းတာ။တကယ် criminally underrated ဖြစ်နေရကစားသမားလို့ပြောပြရတယ်။သူကဂျော့ဂျာအတွက်အခုစောစောပြောသလိုပဲ။သူကစားခဲ့တဲ့ပြိုင်ဘက်တီတိုင်းမှာ take down defense နဲ့ပတ်သက်ရင်သူအကောင်းဆုံးကစားခဲ့တာဘယ်ပွဲလဲ။အဲ့ဒီဟာကိုဒီပွဲမှာသူလုံးရအောင်ယူနိုင်မှရမယ်။ ူ striking နဲ့ပတ်သက်ရင်အကောင်းဆုံးကစားခဲ့တာဘယ်ပွဲလဲသူ့ရဲ့ဟိုဘယ်လိုခေါ်မလဲ high volume high accuracy အရန်မြင့်ခဲ့တဲ့ပွဲကဘယ်ပွဲလဲအဲ့ဒီအရာတွေအကုန်လုံးဒီပွဲကိုတည်လာနိုင်မှရမှာဟို PR တော့ကြီးတယ်ဒါပေမဲ့ Joshua Van မှာကမထင်မှတ်လောက်အောင် durability တော်တော်မြင့်တယ်အခုပြောမယ်ဆိုရင်ဟိုဘယ်လိုခေါ်မလဲဆိုအကျန်းခံတယ်အကျန်းခံတယ်မာဂုံမြင့်တယ်လို့ပြောလို့ရတယ် Joshua ကမထင်ရဘူးပေါ့နော် Joshua ကစားတဲ့ပုံစံကိုကြည့်ရတာကဒါပေမဲ့တကယ်တော့ဟိုသူ့ရဲ့ durability ကလည်းတကယ် high rate ရှိတယ် အခုတချို့ကစားဥမာအခုတွတ်တွတ်ဝင်လိုက်ပျော့ပျော့လေးပဲနော်ဂျိုးရှာနဲ့တွတ်တွတ်ဝင်လိုက်ကိုဟိုနှိုင်းရှင်ပြီးပြောတာမဟုတ်ဒါလည်းရှင်းအောင်ပြောရသေးတယ်တွတ်တွတ်ဝင်လိုက်ပျော့ပျော့လေးပဲကစားသမားတွေထဲမှာဆိုသူ့ပုံစံပိုးခတ်ဖြူလေးလို့ဖြစ်ကောင်းဖြစ်နေမယ်ဒါပေမဲ့ဝမ်းမှာတွားကစားတဲ့သူ့နှစ်ပွဲစလုံးသူအပြီးမောက်သွားမယ်ကန်ချက်တွေမြန်မာနိုင်ငံမှာခံရလေတဲ့သူတိတ်မရှိတဲ့ဟိုထိုးချက်ကန်ချက်တွေသူရင်ဆိုင်ခဲ့ရတယ်ဒါပေမဲ့ ပြန်ထလာနိုင်ဟောက်ဝင်းလိုင်ကတော်တော်မာကူမြင့်လာတယ်ဆိုလင်းဦးဆိုရင်အသိအံ့ဩမနေတော့ဟုတ်ဒါပေမဲ့ဝင်းလိုင်ကတော်တော်မာကူမြင့်လာပဲဆိုတော့အဲ့မှာအဲ့ဒီမှာဥပမာ concept ဆိုရင်ကျွန်တော်ပြီးသွားပြီထင်လိုက်တာဘလို့ပြန်ထလာမှမသိဘူးဆိုပြီးပွဲပြီးတော့ပြန်ပြောတယ်ဆိုတော့ဟုတ်တကယ်ဟိုမာကူမြင့်လာဝင်းလိုင်ကဆိုတော့ဟုတ်အဲ့လိုမျိုးပဲဟိုဂျိုဂျိုရှွာဗန်ကလည်းသူလည်းထီတာပဲသူပြီးပဲစားနေတာမဟုတ်ဘူးသူလည်းကြွေးရတာပဲဒါပေမဲ့သူ့ပုံစံကြည့်ရတာအဲ့လိုမျိုး under pressure ဖြစ်သွားပြီသူထိသွားပြီဆိုတဲ့အချိန်မှာအမြဲ composure compose အမြဲတမ်းဖြစ်တဲ့သူပုံလားအ game ကိုဟိုနောက်တစ်ခါ transition လုပ်တဲ့အပိုင်းနေပြီးတော့ under pressure အောက်မှာ calmness ကိုသူပြနိုင်တယ်အ Joshua Van မှာလည်းအဲ့အကြီးအသေးတွေကအရန်မြင့်တယ်လို့ကိုရောမြင်တယ်ဟုတ်ကဲ့ဟိုဒီကျွန်တော် pandoja အနေနဲ့ကြည့်မယ်ဆိုရင်သူတောက်လျှောက်ဂျီကိုသူနိုင်ပွဲဆက်နေရပါတော့ဒါပေမဲ့ဟိုခုနောက်ပိုင်းဒီ Steven Asack တို့လို Asakura တို့လို့သူ့အတွက်ဘာမှမခက်ခဲတဲ့ပြိုင်ဘက်တွေပေါ့နော် ြီးခိုင်ကာ reference ဆိုရင်လည်းဟိုကျွန်တော်တို့ Joshua Van နဲ့ကွဲတယ်ပေါ့လောက striking သီးသန့်လို့ပုံစံမျိုးဟိုဖြစ်နေတာပေါ့နော်နောက်ပိုင်းဖွဲတွေမှာ Brandon Moreno ကတော့ဟိုနည်းနည်းပိုးဆောင်မယ်မဲ့သူလည်းဟိုဒီ striking ကိုပို့ပြီးတော့ဟိုသွားလာပဲပေါ့နော် Joshua Van ကတော့ဟိုဒီထိတ်တောင် defense တွေအဲအဲတခြားသောအပိုင်းတွေပေါ့နော်တခြားသောအပိုင်းတွေနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့လုံတယ်ပို့ပြီးတော့ဟိုကောင်းတယ်ပို့ပြီးတော့ရင်ဆိုင်နိုင်ခြင်းရှိမယ်လို့သတ်မှတ်နိုင်မလားကိုသတ်မှတ်နိုင်တယ်သတ်မှတ်နိုင်တယ်ဘာကြောင့်လဲဆိုတော့ဟို single background ကနေလာကြတာ ဖန်တိုးကျောင်းနိုင်ခဲ့တဲ့သူတွေကအဲ့ဒါအခုခေါင်းနဲ့ဟိုဆွဲနေတာအဲ့ဒီချက်ပဲအခုဒီဘက်နဲ့ပတ်သက်ပြီးတော့တချို့သောယုံကြည်မှုတွေအားရနေလာတာဖန်တိုးကျောင်းကိုယ်တိုင်ကတကယ်ကောင်းတယ်ဒါပေမဲ့သူကစားခဲ့တဲ့သူတွေက single background ကနေလာတာအဲ့တော့ DC ပြောခဲ့ဘူးသူလို့ပေါ့ငါတို့ဒီဟာကိုကျွမ်းကျင်ခဲ့တယ်အဲ့ဒီဟာကိုအခြေပြုပြီးတော့ဒီ game နဲ့ကိုရောက်လာတယ်တထဘာမှမတက်ဘူး Toporia တို့ Joshua Van တို့သူတို့စဝင်လာတဲ့ကူကသူတို့က တက်ကားလေ့ကျင့်ပြီးဝင်လာတာ MMA 2.0ကအဲ့ဒီဟာကိုကိုးစားပြုတယ်ပေါ့အဲ့တော့ဖန်တိုဂျာကစားခဲ့တဲ့ကစားသမားတွေမှာအဲ့တော့ဒါဂျိုရှာဘန်က2.0ကိုအထင်ကြီးကိုးစားပြုထားတယ်သူပဲအဲ့တော့ဖန်တိုဂျာကကစားသမားပေါင်းစုံနဲ့ပြင်ဆိုင်မှုတယ်အဲ့ဒီကစားသမားပေါင်းစုံအတွက်သူလဲ game plan ဆွဲရတာလွယ်ခဲ့လိမ့်မယ်ဂျိုရှာဘန်ကအဲ့လိုတော့လွယ်မှာမဟုတ်ဘူးဟုတ်ကဲ့ပို့ပြီးတော့ဒီ Joshua Van interview ဒီမှာပြောထားတဲ့စကားတစ်ခုပေါ့နော်သူသူ့ကိုအရင်ငယ်သေးတယ် ဆိုပြီးတော့ထင်ကြတယ်ပေါ့ဒါပေမဲ့သူ US ကိုးဘက်ထုတ်ပြီးသွားပြီပေါ့နော်သူယူဆသူယုံကြည်ထားတဲ့ experience ဆိုတာကဒီပွဲထဲမှာရရှိတဲ့ဒီပွဲကောင်းတွေ fight ခြင်းပေါ့နော်အဲ့လိုမျိုးပြောသွားတယ်အဲ့တော့ဒီ Pandora ကကျွန်တော်ထင်မှာမဟုတ်ဆို18ပွဲလောက်ရှိမယ်18ပွဲပေါ့နော် US ထိုးထားရဆိုတော့အဲ့ဒီ experience ပိုင်းရဲ့ဒီပွဲအပေါ်စကားပြောနိုင်ချေရောအခုဘယ်လိုမျိုးမြင်မိပါသလဲခင်ဗျာ experience ကတကြပေါ့ဒါ games ရဲ့ပွဲတစ်ခုကိုအဆုံးဖြတ်ပေးနိုင်တဲ့ big factor ဒီတဲမှာပါတယ် အရာပဲ experience ကဒါပေမဲ့ဟိုတကယ်သာအကိုရကိုသွေးမြင်လာပြီဆိုရင် experience ကိုလည်းကြော်ဖြတ်နိုင်တယ်အဲ့ experience ဟာအရေးမကြီးလို့ဆိုလိုတာမဟုတ်ဘူးဆိုလိုတာကဘလုံးမှာလေငရွယ်နှုပြိုတဲ့အသင်းတသင်းဟာ experience အသင်းတွေကိုအနိုင်ခဲ့ပေါင်းများလာပြီအဲ့လိုပဲ Lionel Messi ဟာ18နှစ်သားမှာ ကွင်းထဲရောက်လာပြီးတော့ပွဲပေါင်း ်300ကစားထားတဲ့ကစားသမားတွေသူ့မှာအရေးသွေးရှိနေရင်သူစိတ်ပူစရာမရှိဘူးအဲ့ဒီ experience experience ဆိုတဲ့အတားအဆီးကိုအဲ့ဒီ barrier ကိုကျော်ဖြတ်နိုင်သောတခြားသော power တွေရှိတယ်ဆိုတော့ Joshua Van ကအဲ့ဒီအရာတွေသူကတော့သူ့ကိုယ်သူရှိတယ်လို့ယုံနေပေါ့နော်သူ့အပိုင်းအကိုတို့ကသူ့မှာအဲ့ဒါရှိတယ်လို့ယုံနေဒါပေမဲ့တကယ်အဖြစ်မှန်ကသူတို့ရောအကိုတို့ရောမသိနိုင်သေးဘူးဟုတ်ကဲ့ဟုတ် အဲပြီးတော့ဒီသူသူကဒီပွဲကို finish နဲ့ပြီးမယ်လို့သူယူဆထားတယ်လို့ပြောထားတယ်ပေါ့နော်ကို finish အဲဒီပွဲဒီအဲ့အခြေအနေလေးပေါ့နော် တကယ်ရောဟိုဘလိုအခြေအနေရှိနေတယ်ဘာလို့လဲဆိုတော့ဒီ Pandora ရဲ့ဒီ Gripplin ဆိုတာ WGG games ပေါ့နော် submission ဘက်ကိုသွားမဲ့ game ကိုသူဒီ counter ပြန်ပြီးတော့စဉ်းစားရမယ့်အချက်တွေသူရဲ့ footwork တွေအစရှိတဲ့ဖြင့်ပြန်လည်ပြီးတော့ချိန်ဆရမယ့် အကောင့်တိုင်ကိအနေထားရလေအများကြီးရှိတယ်လို့ကျွန်တော်ထင်မိတယ်ပေါ့နော်အခုအဲ့တော့အဲ့ဒီဒီအနေထားလေးကိုလည်းအခုသုံးသပ်ပြပါခင်ဗျာဖန်တိုးကြားကဂျိုးရှာဗန်ရဲ့နောက်ကျောကိုရောက်အောင်သွားမှာအဲ့တော့ရောက်အောင်သွားနိုင်ရင်ဖန်တိုးကြားကဂျိုးရှာရဲ့လက်သေးချက်တွေကိုရှောင်ပြီးသားပြီးတော့ point မှာသူဟာဒိုင်နေရဲ့အမှတ်ပေးခြင်းတချီပြီးတချီသူရမှာဖန်တိုးကြားကဆိုတော့ဖန်တိုးကြားကအဲ့လိုလာမလားပေါ့လာနိုင်ကြီးလဲရှိတယ် ကန်တို့ကြကတော်တော်ပါးနဲ့တယ်တော်တော်သူ့ရဲ့တတိတံမစင်ကတော်တော်ကောင်းတယ်ကစားနေရင်းနဲ့ချုပ်လိုက်တာအရှိရအဲ့ချုပ်ထားတဲ့လက်ကိုရုတ်တရက်ဟလိုက်ပြီးတော့တင်းနေအောင်ဖတ်ဖတ်ထားပြီးတော့အရှိကနေနောက်ကိုရွှေ့လို့မရဘူးဟလိုက်ပြီးတော့အနောက်ကိုလှည့်ပြီးတော့မှပြန်အဲ့တော့တင်းနေတယ်ရုတ်တရက်လွတ်သွားတယ်ပြန်ပြီးတော့တင်းကျက်နေအောင်ချုပ်ထားတယ်ဆိုတော့အခြေအနေဂျားတွေက space လေး time and space ကအချိန်ကနည်းနည်းလေးအဲ့နည်းနည်းလေးအတွင်းအဲ့ transition ကိုလုံနိုင်မှုကမလွယ်လောက်ကန်တို့ကြကလုံနိုင်တယ် ဆိုတော့ဂျိုးရှွာဗန်လည်းဒုက္ခရောက်မှာပဲကို့နောက်ကျတော့အရောက်ခံရောက်အောင်လဲသွားမှာပဲတကယ်လို့မရောက်အောင်ကာကွယ်နိုင်ဒီဂျိုးရှွာဗန်မှာရှိသလားဆိုအကွာအဲ့မှာရှိတယ်လို့မြင်တယ်ဘာကြောင့်လဲဆိုတော့ဖန်တို့ကြားထက်ဂျိုးရှွာပူမြန်တယ်ပူမြန်ပြီးတော့သူ့ရဲ့အဓိကအကြိုက်ဆုံးအချက်တွေထဲမှာသူ့ရဲ့ဒီ reaction time ကအရန်မြန်တယ်ဆိုတော့ဟိုမွေတကောင်ကတော့ကြောင်ကိုတဲပေါက်ရင်တော့မှ အကြိမ်တရာပေါက်အလုံးစုံမိ၃ခါပဲကြောင်ရဲ့ reflexes အရန်မြန် reaction အရန်မြန်ဆိုတော့ဂျိုးရှွာကအကိုမြင်တော့ဂျိုးရှွာရဲ့ပြီးတော့ဒီ stance ပေါ့နော်ကစားတဲ့အခါမှာဒီဒူးကိုဒီအရှိ့ကိုနည်းနည်းကွေထားတယ်အနောက်ခြေကိုအနောက်ခြေကိုဆန့်ထားပြီးတော့ခေါင်းကိုနည်းနည်းလေးကော့ထားတယ်လောတာထက်ပိုကော့တယ်ပုံမှန်အပြင် stance ဟာဒီလိုသွားပြီးတော့ဂျိုးရှွာရဲ့ stance ကဒီလိုဒီလိုလို့သွားတယ်ဒီလိုမဟုတ်ဘဲနဲ့ဒီလိုသွားတယ်အဲ့ဒီဟာက ထိတ်ထောင် defense တွေ तू လုံးနိုင်ကြရင်အားသာကြပဲသူရဲ့ body position ဟာဟုတ်အဲ့တော့ Joshua Van ကအဲ့ဒီအလုပ်ကိုလည်း तू အများကြီးလုပ်လာခဲ့ပြီးနောက်တစ်ခုက तू ကပို့ပြီးတော့ reaction ပို့ကောင်းတယ် reaction ကောင်းတဲ့အတွက် Joshua ကိုဖန်လို့ကြားကလုံးလို့မရအောင်ဘူးလုံးလို့ရတယ်ရကောင်းရနိုင်တယ်ဒါပေမဲ့ तू အဲ့လုံးတဲ့အချိန်အတွင်း transition ကောင်းကောင်းကိုရလောက်အောင် dominate လုပ်နိုင်မယ်လို့ကိုကမထင်ဘူး ဒါကြလို့ဂျိုးချွာဗန်နဲ့မာကာရှော့နဲ့ကဝိတ်တန်းတူမယ်ဆိုရင်အကောတော့အရင်စိုးရိမ်ပြီပါမာကာရှော့ကတော့ဟိုကောင်းမရင်ခေါင်းကနေတဆင့်တကူလုံးရအောင်ချုပ်တယ်အမိမိရင်အမိကနေတဆင့်တကူလုံးရအောင်ချုပ်တယ်ဂါဘိပ်ဆိုပူတော်ကျွမ်းကျင်သေးတယ်အဲ့တော့ဂျိုးချွာဗန်ဟာဝိတ်တန်းကဒီမာကာရှော့ကဆင်းလာလို့ဖြစ်သူကတက်လို့ပဲဖြစ်ကစားမယ်ဆိုအဲ့ဒီအပိုင်းကိုအကိုအရင်စိုးရိမ်ပါဒါပေမဲ့ဖန်တိုးကျတော့ကကောင်းတာတော့ကောင်းတယ်ဒါပေမဲ့အဲ့လိုမျိုးဒီချုပ်နေရင်လည်း chain လောက်သွားတယ်ပေါ့နော်အဲ့ chain လောက်သွားတယ် ဒီ grappling chain ကအတော့မညက်လောက်အခုအမြင်သူကအကုန်ကောင်းတယ်မခါရှက်ထက်ဟိုပက်လေစီးပိုကောင်းတယ်လို့တော့ပြောလို့ရတယ်ဒါပေမဲ့အဲ့ဒီသူအားတန်တဲ့ဂျိုးရွှေကိုဒုက္ခပေးနိုင်သောတခုတည်းသောအရာမှာသူအဲ့လိုကြီးဟိုမမြဲလောက်အခုအားကြောင့်ပြောတယ်အခုမြန်တယ်ဒါပေမဲ့မမြဲဘူးအဲ့မမြဲရင်ပြုတ်တယ်လက်ပြုတ်တယ်နောက်ဂျိုးရွှေကလည်းတတိကောင်းတဲ့ကစားသမားမျိုးအဲ့တတိကောင်းတဲ့ကစားသမားမိုးတဲ့ရေတယ်မှာအရင် အရင်စကားပြောတယ်တိုက်ခိုက်ရင်မှာဒါဒီကိုဘာလုံးနေသလဲဆိုတော့ကိုမသိကြတာများတယ်အဲ့တော့တကယ် elite level ရောက်သွားတဲ့ great fighter တင်တဲ့တကယ်လည်းကောင်းမိမဲ့အဲ့ great မဖြစ်ခဲ့တဲ့သူတွေ greatness ကိုမရခဲ့တဲ့သူတွေကြားကွာခြားခြားကအဲ့ပွဲချင်းတွေးမှာကိုဘာလုံးနေလဲဆိုတဲ့သတိပေါ့နော်ဆိုတော့ Joshua ကတော့ရှိတယ်လို့ကိုကယူဆတယ်အယူဆတော့နောက်တစ်ချက်အဲ့မှာအဲ့လိုသာတကယ် तू နောက်ကျောကိုမပို့နိုင်ဘူးအဲ့ရောက်ခဲ့ရင်တော့မှ तू ဟာလုံးဝဒီ position ကိုလုံးဝမပေးလိုက်ရဘူးဆိုရင် ဘာအားသာမလဲဆိုတော့ဖန်တို့ကြားကနည်းနည်းလက်ပွင့်တယ်တော့ဘော်ဒီပွင့်တယ်ဖန်တို့ကြားကဟုတ်ကဲ့ဟုတ်ပေါ့အဲ့တော့ဂျိုတူးထပ်ပို့ပြီးတော့ရိုဗယ်ကလုံတယ်ရိုဗယ်ကရှင်းကိုကာတဲ့အခါမှာဒီအပ်ဒီဘယ်လိုခေါ်မလဲအပ်ဒိုမယ်ကိုလည်းသူတခါတည်းကာနိုင်တယ်သူပုံစံကဒါပေမဲ့ရိုဘတ်အချိန်မောင်းများဆိုတာမသူမထင်တော့ဘူးဘာကြောင့်မထင်တာလဲဆိုတော့ထင်ထားပြီးတော့မိတဲ့လက်သေးချက်တွေ မျက်လုံးကနေပြီးတော့အဲ့လက်သီးကိုလာနေတာတွေ့ရင်းနဲ့မရှောင်နိုင်ဘူးဆိုရင်အုံနောက်ကအလုံးလုံးတယ်အဲ့ဒီအချိန်တော့ခေါင်းကဇက်လန်သွားတော့ကတော့ရှားတယ်ဂျိုးဂျာဗန်ရဲ့ပွဲမှာရိုဗယ်ကဇက်ကိုလန်လန်ထွက်သွားတာဆိုတော့ကသူ့မထင်သားတဲ့နေရာကနေအဲ့လက်သီးတွေကဝင်ဝင်လာလို့ဂျိုးဂျာဗန်ကတော်တော်မြန်တယ်အဲ့လိုမြန်ရင်ရိုဗယ်နဲ့ဖန်တိုဂျာနဲ့ဆိုရင်ဖန်တိုဂျာပို့ပြီးတော့အထိနာမယ်လို့ကိုကထင်တယ်တော့ဆိုတော့ကိုလူကိုကိုက confirmation bias နဲ့တောင်းတွေးတာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဒါတော့ပွဲလေးကျမှသိရမှာပေါ့ ဒါပေမဲ့အကူကတော့အဲ့ဒါကတော်တော်သူ့အတွက်တော်တော်ကြီးမားတဲ့အားသာချက်လို့ထင်တယ်ဆိုတော့ဆိုတော့ Joshua ကပြောတယ်ဒါကသူပွဲဖြတ်နိုင်မယ်လို့သူထင်တယ်သူအကူလည်းထင်တယ်အကူလည်းထင်တယ်အကူ Rover နဲ့ပွဲမတိုင်ခင်တော့က Rover ကဖန်တို့ကျော်အဆင်မရှိဘူးပဲအကူဆိုကြပါဆို Rover ကလည်းဖန်တို့ကျော်နိုင်ခဲ့ပြီသားဆိုတော့မရှိဘူးပဲဆိုကြပါဆိုဒါပေမဲ့ Rover နဲ့ပွဲတော့အကူအဲ့လိုမပြောရဘူးဒီပွဲမှာတော့ဖန်တို့ကျော်ကတော်တော်ကောင်းမှန်းသိပေမဲ့ဖန်တို့ကျော်ရဲ့တချို့သောဒီ Achilles heel တွေပေါ့နော်အဲ့ဒါက Joshua ဘန်နဲ့သွားကော့တိကြနေတယ် ိုတာလေးအကိုကအဲအခုအခုကကိုတွေးမိနေရပေါ့အဲ့ဒီအချက်တွေကဖန်တို့ကြတာလုတ်ချင်လိုက်လုတ်လို့မရတော့အောင်ဂျော့ရှာဗန်ကို advantage ဖြစ်စေမယ့်အရာတွေလို့မြင်ဟုတ်ကဲ့ပေါ့အဲ့တော့ဒီပွဲကကျွန်တော်တို့ပြိသက်တွေအတွက်တမိုင်းဝင်ပွဲပေါ့နော်ဒီအမေရိကန်လူတွေတော့ဘလို့တွေးလဲတော့မသိပါဘူးကျွန်တော်တို့တော့ကတော့ဒါအကြီးကျယ်ဆုံးပွဲတစ်ခုဟိုဖြစ်တယ်ပေါ့လေခုအဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ခုအခုလဲရှင်းမှာဒါအများကြီးဆွေးနွေးပေးခဲ့တယ်ပေါ့နော်အခုအချုပ်အနေနဲ့အပါအများထပ်ပြီးတော့တင်ပြခြင်းပါတယ်ခု အကိုကယုံကြည်မှုလွန်ကဲနေတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့အကိုတော်တော်ကိုယုံကြည်နေတယ်ဗောနော်အဲအဲဟာတော့ပြောကြတယ်ယုံကြည်မှုတစ်ခုဆိုတာကအလကားဖြစ်လာတာမဟုတ်အထူးသဖြင့်အကိုတို့လူလူတွေကအကိုတို့လူလူတွေဆိုအကိုကိုကြွားပြောတာမဟုတ်အကိုတို့ကတန်တရားများတယ်ကိုတော့တကယ်ဟို skepticism လို့ပြောလို့ရတယ်တစ်ခုခုဆိုတန်တန်တရားများလုံးနဲ့ပဲကြည်တာကောင်းနေတော့မယုံသေးဘူးမင်းအဲ့လောက်ကောင်းတာမဟုတ်သေးဘူးဆိုပြီးတော့ကြည်နေတာတော်တော်နဲ့အမှတ်မပေးခြင်းဘူးလော်လော်ပြောရင် ဆိုတော့ဒါဘောလုံးပါဆိုလည်းအဲ့လိုပဲအတင်းကကောင်းနေတယ်တလောကလုံးဝိုင်းချီကျူးနေပြီအကွာမဟုတ်ဒါတော့လိုသေးတယ်လိုမြင်တတ်တဲ့စိတ်ရှိတယ်ဒါပေမဲ့ဒီဘောအဲ့အဲ့မှာအဲ့ဒီအရာတွေကိုကြော်ပြီးတော့မှယုံကြည်မှုဆိုတဲ့အဆင့်ကိုရောက်တာအဲ့တော့ Pep Guardiola ရဲ့ Manchester City ကိုအကွာယုံကြည်တဲ့အဆင့်ကိုရောက်သွားတယ်ရောက်ခဲ့တယ်ပေါ့နော်သူ့ရဲ့ဒီပြီးခဲ့တဲ့ဟိုကာလတွေမှာအာဒီအတင်းကတော်တော်မလွယ်တဲ့အတင်းပဲဆိုတာမျိုးအဲ့တော့ယုံကြည်မှုဆိုတဲ့အဆင့်ကိုရောက်လာဖို့ကအခုအခုတအူတဲ့အတွက်တော့အကွာမလွယ်ဘူးပေါ့နော် ဟုတ်ဒီဘက်နဲ့ပတ်သက်ရင်အကွာအဲ့လိုယုံကြည်မှုရောက်နေအဲ့ယုံကြည်မှုကြီးကကလန္တာဖောက်သွားပြီးတော့ဒါကိုယ့်လှဲ့ကြမှာကနန်းကတော်တော်လေးထွက်သွားတာမျိုးလည်းဖြစ်နေလည်းဖြစ်မှာပေါ့လေဟုတ်အကွာတော့တော်တော်ကိုယုံကြည်တယ်ဒီဘက်ကကျွတ်ချွန်နိုင်လိမ့်မယ်အကိုမှန်းထားတာတော့အကိုဗီဒီယိုလည်းရိုက်ထားပါသေးတယ် round 3 round 4ဘာခိုးဘက်တက်လုံးနဲ့ချိန်ရင်းနဲ့ကျွတ်ချွန်လည်းယူရမယ်အချိန်နေပေါ့နော်အဲဟိုဖြစ်ရင်းနဲ့ round 3 or round 4လောက်မှာအကိုတော့ကိုကောင် ်တမိုင်းတစ်ရေးထိုးမယ်လို့ထင်လာပြီဟုတ်ကဲ့ဟုတ်ကဲ့ကိုအခုလိုမျိုးဒီ USA 323ရဲ့ဒုကောင်ပွဲအတွက်အသေးစိတ်ဆွေးနွေးပေးခဲ့တဲ့ကိုအထူးပဲကျေးဇူးတင်ပါတယ်ပြည်သက်တွေလည်းကျွန်တော်တို့ရဲ့ဆွေးနွေးမှုကိုကျင်းနဲ့အားရလိမ့်မယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ